အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့မနေ့ညတော့က England Premier League ပွဲစဉ်နဲ့ဒူဥရောပဘောလုံးရာသီအဆုံးသတ်ပြီဥရောပဘောလုံးရာသီမှာကျွန်တော်တို့ကြံတဲ့ပွဲစဉ်နှစ်ပွဲပဲကြံတော့တယ်တပွဲက Europa Conference League Final ပွဲကြံမယ်နောက်တစ်ပွဲက UEFA Champions League Final ပွဲနှစ်ပွဲပဲကြံတယ် conference league ကတော့လာမယ့်29ရက်နေ့မှာ chelsea နဲ့ real betis တို့ကမ်းမှာဖြစ်ပြီးတော့ poland မှာကမ်းမယ် champion league final ကတော့ munich မြို့မှာ31ရက်နေ့မှာ bayern munich ရဲ့အင်ကွင်းမှာ inter milan အသင်းနဲ့ paris saint germain ကမ်းမယ်ဆိုတော့ကျွန်တော်တို့ဘလုံးရာသီအဆုံးသတ်သွားတဲ့ချိန်မှာမနေ့ညတုန်းက england premier league က champion league အကြိတ်နဲ့ရှိတဲ့ပွဲစဉ်တွေရှိခဲ့တယ်ဥရောပဘက်မှာဆိုရင် la liga ရဲ့ပွဲစဉ်အချို့ကျန်တယ် italy serie ရဲ့ဥရောပ champion league ဝင်ခွင့်နဲ့ europa league conference အဆုံးဖြတ်ပွဲတွေတစ်ဖက်က တခြားဥရောပလီဒီတဲ့မှာဖက်ကပ်ပြဖလားပြိုင်ပွဲဖိုင်နယ်ရှိတယ်သူပြပေါ်တူဂီမှာဆိုရင်ဘန်ဖီကာနဲ့ဒါစပိုတင်လစ်ပွန်ရဲ့ဖိုင်နယ်ပွဲအပါအဝင်တကယ်ကိုစိတ်ဝင်စားစရာပေါ့လေဆိုတော့ဥရောပဘောလုံးလောကမှာခုအင်္ဂလိပ်ပရီးမီယာလီဂါချန်ပီယံလိဝင်ဝင်ကို6နေရာရသွားတဲ့အချိန်မှာ Liverpool, Arsenal, Manchester City, Tottenham Hotspur, Chelsea, Newcastle အသင်းတို့ဝင်နေ။အဲ့ဒီနေရာမှာ La Liga ဘက်မှာ Real Madrid, Barcelona, Atletico Madrid, Athletic Club Bilbao နဲ့တစ်ဖက်ကတော့ Villarreal ဝင်ပြီးတော့ Bundesliga မှာ Bayern Munich ရဲ့ Bayer Leverkusen ရဲ့ Eintracht Frankfurt နဲ့ Borussia Dortmund ဝင်နေ။တစ်ဖက်က Italy ဘက်မှာတော့ Napoli က Champion ဖြစ်တဲ့ Inter Milan ပြီးတော့မှ Atalanta နဲ့ Juventus က Tottenham ဆောင်က Venezia အသင်းကိုအချိန်နဲ့ကစားခဲ့ပြီး ော့မှ Juventus ကလည်းတကယ်ကို Champions League ဝင်ခွင့်ရသွားတယ်ဒါနောက်ဆုံးမိနစ်83မိနစ်မှာသူတို့ penalty ရပြီးတော့မှအဲ့ penalty ကနေပဲ Juventus ကဝင်သွားတယ်ပြင်းထန်မှာတော့အစိုးရတဲ့ကအပြည့်ထွက်သားပြီးသား Paris Saint-Germain ရဲ့ Marseille ရဲ့ Monaco တို့တင်ဒီ Netherlands ကတော့တကယ်ကိုပြီးခဲ့တဲ့နောက်ဆုံးပွဲမှာတကယ်ကိုမှတ်မှတ်ရပဲပွဲစဉ် 33မှာ IS ကတည်ကျသွားတဲ့အချိန်မှာ BSV နိုင်တယ်ဆိုတော့နောက်ဆုံးပွဲမှာ BSV ကနိုင်ပြီးတော့ IS ကနိုင်ခဲ့ပေမဲ့ IS ကဒုတိယပဲရတယ်ဒါပေမဲ့ Champions League ဝင်ခွင့်ကို IS က BSV အဟုတ်ပါရဲ့နှစ်သိမ်းဝင်ပြီးတော့ Czech Republic, Slavia Praha, Greek Olympia ကိုနောက်တစ်ဖက်က Portuguese ဘက်မှာ Sporting Lisbon နဲ့ Galatasaray နဲ့ Union စိတ်ဒါရက Champions League ဝင်ခွင့်ကိုအုပ်စုစဉ်36သိန်းကိုတိုက်ရိုက်ဝင်ခွင့်ရတယ်ဆိုတော့ကျွန်တော် Playoff အဆင့်တွေအားလုံးကိုမပြောခင်ဥရောပဘောလုံးကဘာကိုကျွန်တော်တစ်ချက်ကြည့်ရအောင် ယောဘဘောလုံးကဘာဆိုတော့လီဗာပူးကအမပေးချန်ပီယံဖြစ်တဲ့သူတို့ရမှတ်က84မှတ်ရပြီးတော့အာစနယ်မန်စီးတီးချယ်ဆီနယူကာဆယ်နဲ့ဒီသင်းတွေကဥရောပချန်ပီယံလေးဝင်ဝင်ရပြီးတော့လက်စစ်စီးတီးအစ်စဝစ်တောင်းနဲ့ဆောင်းတန်တို့တန်းဆင်းသွားတယ်ဒီနေရာမှာနော်တန်ဖော်ရက်စ်ကကွန်ဖရင့်လီအက်စတန်ဗီလာကယူရိုပါလိဝင်ပြီးတော့မိုဆာလက်စ်က top goal ဆိုတာအပြင်29ဂိုးတွင်းတယ်ဆိုတော့တစ်ဖက်မှာတော့ကျွန်တော်တို့ပရီးမီးယားလိပြီးတဲ့အချိန်မှာဂျာမန်ဘွန်ဒက်စလီကာဘွန်ဒက်စလီကာကပြီးခဲ့တဲ့တပတ်ထဲကအဆုံးသတ်သွားတယ် ဘွန်ဒစ်စလီကာ34ပွဲပြီးမှ Visit Company ရဲ့ Bayern Munich နဲ့အတင်းချန်ပီယံဖြစ်တယ်။ Bayern ကဘွန်ဒစ်စလီကာပြိုင်ပွဲမှာ33ချိန်မြောက်ဘွန်ဒစ်စလီကာတိုက်တယ်ကိုရရှိခဲ့တာဖြစ်ပြီးတော့ Bayern Munich အတင်းကရမှတ်82မှတ်မှာ34ပွဲမှာ82မှတ်ရတယ်။မနစ်ကချန်ပီယံရှုံးပွဲမရှိကစားခဲ့တဲ့ Bayern Leverkusen ကအဆင့်2ပဲရပြီးတော့ Eintracht Frankfurt ကအဆင့်3နောက်ဆုံးပွဲမှာ Frankfurt ရှုံးသွားတဲ့အတွက်ကြောင့် Borussia Dortmund ကအဆင့်4နဲ့ချန်ပီယံလိဝင်သွားတယ်။ Frankfurt ကအဆင့်5 Mainz ကအဆင့်6နဲ့ conference in Asia, Bali, Tinti né တန်းဆင်းသွားတဲ့ထဲမှာဒါ hostel နဲ့တစ်ဖက်ကဘူချန်နှစ်သိန်းတန်းဆင်းပြီးတော့ hyder hin ကတော့သူတို့ play off ခံရမယ်ဘူဒစ်စီကာကတိုက်ရိုက်နှစ်သိန်းပဲတန်းဆင်းပြီးတော့ channel တစ်သိန်းက play off ခံရမယ်ဘူဒစ်စီကာပွဲစဉ်တွေအားလုံးပြီးမှ hurricane က26ဂိုးနဲ့ရွှေဖနက်စုရတယ်ဒါက hurricane အတွက်နှစ်နှစ်ဆက်တိုက်ဘူဒစ်စီကာမှာရွှေဖနက်စုရသလို DRT ဘူဒစ်စီကာပြိုင်ပွဲရဲ့အကောင်းဆုံးစုပါရရှိပြီးတော့ Michael Olise ကအကောင်းဆုံးလူငယ်ကစားမှစုရတယ် Premier League မှာဆိုရင် Mo Salah ကအကောင်းဆုံးဘောသူမှစုနေ Ryan Gravenberch ကအကောင်းဆုံး မျက်စုရတယ်။လာလီဂါဘက်မှာတော့ဘာစီလိုနာကအက်သလက်တစ်ကလပ်ကိုနောက်ဆုံးနေမှာနိုင်တယ်။လေဗန်ဒေါစကီနှကိုသွင်းပြီးတော့ဟာစီဖလီရဲ့အသင်းကလာလီဂါမှာသွင်းကို102ကိုထိသွင်းတယ်။ဒါကဥရောပဘောလုံးလောကမှာအများဆုံးသွင်းတဲ့ဒီယာဒီအသင်းဖြစ်မှတ်တမ်းဝင်ပြီးတော့သူတို့88မှာရတယ်။ လေမိုဒော့စကီနှကိုးသွင်းတော့သူတို့29ကိုဖြစ်ပေမဲ့ဟိုတနေ့ကအမ်ပတ်ပေးကလည်းနှကိုးသွင်းပြီးတော့သူက32ကိုနဲ့ရွှေဖနက်စုရတယ်ဆိုတော့ဘာဆိုနာက88မှတ်နဲ့ချန်ပီယံဖြစ်ပြီးတော့ဘာဆိုနာဟာအမပေးချန်ပီယံစုဖလားကို28ကြိမ်မြောက်ရရှိခဲ့တယ်ရယ်မက်ဒရစ်က84မှတ်နဲ့ဒုတိယ အတလန်ဂိုမတ်တွေက86နဲ့တတိယအတလက်တစ်ကလပ်က90နောက်ဗီလာရီယယ်က90သူတို့နှစ်သိန်းကလည်းချန်ပီယံလိဝင်ခွင့်ရတယ်ဘတ်တင်းနဲ့စင်တာဗီကိုကယူရိုပါလိဝင်ခွင့်ရပြီးတော့ဗဲလကာနိုကကွန်ဖရင့်စီဝင်ခွင့်ရတယ်ဆိုတော့တန်းဆင်းသွားတဲ့အထက်မှာလေဂနက်စ်ကလက်စ်ပါမာနဲ့ဗဲလာတိုရီပါတယ်ရိုနယ်ဒိုကြီးပိုက်ဆိုင်ထားတဲ့ဗဲလာတိုရီဆိုရင်ကိုလက်ရှိမှာတန်း90နဲ့ဒိုကြီးကသူ့အသင်းကိုရောင်းလိုက်ပြီးအမ်ပါပီကတော့သူ့ရဲ့ debut season မှာ32ဂိုးအထိသွင်းပြီးလာလီဂါရဲ့ပီချီချီစုကိုရပြီးတော့လေမန်ဒေါစကီက28ဂိုးသွင်း နဲ့စန်ဂျိန်တီကြီးနဲ့ဝယ်တဲ့ခူလီယန်အေဗရက်က18ကိုတွဲနိုင်ခဲ့တယ်။တစ်ဖက်မှာတော့ယမားကဂိုးများဆုံးဖန်တီးတဲ့73ချိန်နဲ့အကောင်းဆုံးဖန်တီးမှုဖြစ်ပြီးတော့ရန်အော်ဘလက်ကရွှေလက်အိတ်စုရရှိခဲ့တယ်။ဒါကလာလီဂါဘက်ပေါ့လေ။ဆိုတော့တစ်ဖက်က အီတလီဘက်မှာတော့တောက်ကြနေတဲ့ကနာပိုလီကချန်ပီယံဖြစ်ပြီးတော့နေပယ်မှာအောင်ပွဲခံတယ်။နာပိုလီအသင်းက82မှတ်ရပြီးတော့သူတို့တပိုင်းတစ်လျှောက်၄ချိန်မြောက်ချန်ပီယံဖြစ်သွားတယ်။အင်တာမီလန်အသင်းကတော့နောက်ပိုင်းပွဲတွေမှာချီချော်လို့82မှတ်နဲ့ဒုတိယရပြီးတော့အတ္တလန်တာက84 ်နောက်ဆုံးနေ့မှာတန်းဆင်းသွားတဲ့ဗီနီစီယာအသင်းကိုအကျိတ်နဲ့ကစားခဲ့တဲ့ဂျူဗန်တက်စ်က3-2နဲ့နိုင်ပြီးတော့သူတို့ကချန်ပီယံလိလက်ချက်တနည်းရသွားတယ်လက်ရှိနေထားရရိုမာက69လာဇီယိုကနောက်ဆုံးပွဲမှာလက်ချီကိုရှုံးလိုက်တဲ့အတွက်နောက်ကျ9နဲ့နိုင်တဲ့ဖလိုတီနာက65မှန်တဲ့သူတို့က conference league ကိုရက်တကန်ထပ်ပြီးပါဝင်ခွင့်ရသွားတယ်ဘိုလုံးညာကလည်းကိုပါအီတလီမှာချန်ပီယံဖြစ်တော့ ဘိုလိုညာကလည်းလက်ရှိမှာယူရိုပါလီမှာဝင်ခွင့်ရတယ်ဆိုတော့ဒီနေရာမှာဒါအတ္တနာတိုက်ရှိမှုရက်တခုက25ခုနဲ့ခုအများဆုံးတွင်းသူဖြစ်ပြီးတော့အဖီယိုတီနာရဲ့မွိုက်စစ်ကင်က19ခုတွင်းတယ်ဆိုတော့တစ်ဖက်မှာပေါ်တူဂီလိကပြီးခဲ့တဲ့တစ်ပတ်တည်းကပြီးသွားတယ်အားလုံးတည်ထားပြီးသားစပိုတင်းလစ်ဘွန်ကချန်ပီယံဖြစ်တယ်ဘန်ဖီကာကနောက်ဆုံးဘွယ်သေးချပြီးစပိုတင်းကနောက်ဆုံးဘွယ်နိုင်သွားတယ်ဆိုတော့စပိုတင်းက82ဘန်ဖီကာက80ဒါပေမဲ့ဘန်ဖီကာဟာချန်ပီယံလိပလေးအော့ကစားရမှာဖြစ်ပြီးတော့ပေါ်တူကယူရိုပါလိနောက်ဘရာဂါက Europa League နဲ့ Santa Clara ဆိုတဲ့အသင်းက Conference League ပေါ့လေ Victor Jokeres ကတော့အခု Portuguese League မှာ39ဂိုးသွင်းပြီးတော့ဒုတိယနေရာက Samuel တို့ Pavlidis တို့လူကစားမတွေကိုသွင်းဂိုး20တိဖြတ်တယ်။နောက်မနေ့ညတုန်းက Portuguese ဖလားပြိုင်ပွဲမှာ Benfica ဟာ Sporting Lisbon ကို minute 60ပြည့်တဲ့အထိတကူးကုန်ရှိတဲ့9နဲ့ injury time ဆယ်မိနစ်ပေးတဲ့အချိန်နောက်ဆုံးမိနစ် injury time မိနစ်မှာ Ronaldo Sanchez က Jokeres ကို foul လုပ်လိုက်တဲ့အတွက်ကြောင့် Sporting penalty ရပြီးတော့အဲ့ penalty ကနေ1-1တည်ကျသွားတယ်ပြီးတော့မှအချိန်ပို120ဆက်ကစားတဲ့မိနစ်30မှာ Sporting က2ဂိုးသွင်းပြီးတော့ Sporting က Portuguese flag ကိုပါရယူသွားခဲ့တယ်ဆိုတော့ကျွန်တော်ပြင်သစ်လီမှာ Paris Saint-Germain ကအစောကြီးတည်းက champion ဖြစ်တယ်သူတို့84မှတ်နဲ့ champion ဖြစ်တယ်မာဆေးကဒုတိယမိုနာကိုကတတိယနဲ့သူတို့သုံးသင်းကချန်ပီယံလိဝင်ပွဲရပြီးတော့ ။နောက်တစ်ဖက်မှာတော့ Champion League qualification ပေါ့လေ။အဲ့ဒါက Nice ကရတယ်။ Sergeant Reckless ပိုင်းနဲ့ Nice က qualification ရတယ်။ Lyon ရဲ့ Lyon က Europa League ကိုဝင်ပြီးတော့ Strasbourg က Conference League ပေါ့လေ။ဆိုတော့ပြင်သစ်လီမှာဂိုးများဆုံးတွင်းတဲ့သူက Ousmane Dembele နဲ့ Mason Greenwood 22ခုစီတွင်းကြတယ်။ဆိုတော့ကျွန်တော်တို့ခုလက်ရှိမှာ Scotland မှာ City Champion ဖြစ်တဲ့ PSG ဆိုရင်ပြင်သစ်လီရဲ့ပြိုင်ပွဲတွေတဲ့ကနေ ဖလားပြိုင်ပွဲတွေအားလုံးမှာသူတို့ချန်ပီယံဖြစ်တယ်ဆိုတော့ PSG ကတော့ဒါသူတို့လိမှာ73ချိန်မြောက်ရရှိခဲ့တယ်ဒါဥရောပမှာပေါ့လေ ချီလီယန်အဘပိကလက်ရှိဥရောပတိုင်းလုံးမှာတွင်ကို32ခုတွင်တော့ယူရိုပီယန်ဂိုးရန်ရှုလို့ခေါ်တဲ့ဥရောပရွှေဖနက်စုကိုရတယ်သူရဲ့ကစားမဘွားမှာဂိုးရန်ရှုကိုရတာပထမဆုံးကြည့်ဥရောပစုကိုရရှိခဲ့တာဖြစ်တယ်တစ်ဖက်မှာတော့ Lewandowski ကဘာစီလိုနာအတွက်နောက်ထပ်2ဂိုးသွင်းတဲ့အတွက်ဘာစီလိုနာကစားသမားဘွားမှာပဲသူကတွင်ကို100ပြည့်သွားတယ်သူဘိုင်မြူးနစ်မှာလည်းတွင်ကို100ကျော်သွင်းတယ်ဒေါ်မန်မှာတွင်ကို100ကျော်သွင်းပြီးတော့ ်လေမန်ဒေါစကီကနောက်ထပ်သွင်းကို100ကျော်ထပ်သွင်းတယ်ဒါဘာဆိုတာအတွက်မိုဆာလက်ကတော့ပရီးမီးယားလိရဲ့တနိတာအကောင်းဆုံးစုပရီးမီးယားလိရဲ့ FWE ရဲ့အကောင်းဆုံးစုပြီးတော့ပရီးမီးယားလိက top goals ကိုတော့ပရီးမီးယားလိရဲ့ asset အပါဝင်အကောင်းဆုံးစုတွေကိုတင်ကျုံရယူသွားခဲ့တယ်ဒါအီတလီဘက်မှာတော့ Scott McTominay ကအကောင်းဆုံးဘောလုံးမဆူရပြီးတော့ပြင်သစ်ဘက်မှာ Ousmane Dembele ကအကောင်းဆုံးစုရတယ်ဂျာမန်ဘက်မှာတော့ကျွန်တော်ကပြောလို့ Harry Kane ကအကောင်းဆုံး Michael Olise ကဒုငယ်အကောင်းဆုံးစုကိုရတယ်ဆိုတော့ ဥရောပချန်ပီယံလိပြိုင်ပွဲကြီးတွက်တော့စိတ်ဝင်စားစရာဖြစ်လာတဲ့အချိန်မှာပရီးမီယာလိဂါဆိုဆန်ဒလန်ကပလီယိုကနေတန်းတက်လာတယ်ဆိုတော့ဒါကတော့ဥရောပဘောလုံးကပါဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကြံတဲ့ပွဲကနှစ်ပွဲပဲရှိတယ်ချယ်ဆီနဲ့ဘတ်တီးရဲ့ကွန်ဖရင့်စီနဲ့ အင်တီမီလာအသင်းနဲ့ပါရစ်စင်ဂျာမန်ရဲ့ဥရောပချန်ပီယံလိဝယ်စင်တွေဖြစ်ပါတယ်။ဂျာမန်ဘက်မှာဆိုရင်စတူဂတ်ကဖလားပြေပေါ်မှာပိုးဆွဲတယ်။ခုတနေ့ကဆဲလ်တစ်ကိုအပါတင်နိုင်ပြီးတော့သူလည်းဖလားပေါ်မှာဆွဲတယ်။ပေါ်တူဂီလိမှာဘန်ဖီကာကိုစပိုးတင်ကနိုင်ပြီးချန်ပီယံဖြစ်တယ်။ FA ကမှာခရစ်စတယ်ပဲလစ်၊ယူကာဆယ်ကကာလင်ကတ်ရတယ်။အီတလီမှာဘိုလိုညာပိုးဆွဲခဲ့ပြီးတော့ဂျာမန်ဘွန်ဒက်စလီကာရဲ့ဂျာမန်ပိုကယ်ကဘတ်စတူဂတ်ချန်ပီယံဖြစ်တယ်။ ဒါကဥရောပမှာဗောလေကိုပါဒရီမှာဘာစလိုနာ ချန်ပီယံဖြစ်ပြီးတော့ဥရောပရဲ့2024-25ခုနှစ်ဘောလုံးရာသီကြီးတရားဝင်ပြီးဆုံးသွားပြီးတော့နောက်ဆုံး final နှစ်ပွဲသာကျန်တဲ့အမျိုးသမီးပြိုင်ပွဲမှာဆိုရင်အမျိုးသမီးချန်ပီယံလိမှာအာဆနယ်တင်းကဘာစလိုနာကိုနိုင်လို့16နှစ်ကြာမှတကြောပြန်တဲ့ချန်ပီယံလိနှစ်ချိန်ပြောင်းတဲ့အဆုံးတတ်နိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်